2025ခုနှစ်မေလ28ရက်နေ့ဗုဒ္ဓနေ့မနက်6:00နာရီဂျိုရူကတိုင်းတာရရှိတဲ့တွေနဲ့မြန်မာပြည်မောလေဝသအခြေအနေများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့လာပေါင်းများစွာကြိုတင်ပြီးတော့ခမန်းတရီပေးထားတဲ့အတိုင်2025ခုနှစ်မိုးရာသီဟာစောစောလာရောက်ပြီးတော့တဲတဲမဲမဲရွာသွန်းနေပြီးတော့တချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနေတာကိုမိတ်ဆွေများကြားသိရတိုင်းဖြစ်ပါတယ်ထို့အတူပဲမြေအောက်ရေစီးဆင်းမှု ပိတ်ဆို့မှုကနေပြီးတော့ဖြစ်ပေါ်လာတဲ့အန္တရာယ်နဲ့အတူငလင်နှုတ်တဲ့ဒေသတွေမှာမြေအောက်ရေများလို့စိတ်ဝင်သွားလို့ရှိရင်လည်းတိုက်ပြိုအိမ်ပြိုတဲ့အန္တရာယ်တွေဆက်လက်တွေ့ကြုံနိုင်ရမယ့်အနေအထားတွေရှိပါတယ်အဲဒီတော့မုတ်တုံရေငွေ့ ထုတ်လုပ်မှုတည်ဆောင်မဲ့မုတ်တုံတွေကိုစတင်ပြီးတော့လေ့လာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကနေ့မနက်6:00နာရီဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ကန်ယူရာနာမှာလေဖျားနေရဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ထို့အတူပဲလေတိုင်တို့ဟာတနာယီမိုင်40နှုန်းနဲ့မြန်မာပြည်ကန်ယူရာအားလုံးကိုဖြတ်သန်းပြီးတော့ဘင်္ဂလားဒေ့ရှ်ပင်လယ်ကန်ယူရာနီမှာဒီဇိုင်းဝဲတစ်ခုစုံရဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ ဒီလေဆိုင်ဝဲကိုကျွန်တော်တို့အမြင့်ပေ9000တိတက်ကြည့်လိုက်မယ်ဆိုရင်ဒီလေဆိုင်ဝဲရဲ့ပတ်လေလေစီးချောင်းဟာဆိုရင်တောင်ဘက်ချမ်းမှာ တနာယူမိုင်း90လောက်အထိနဲ့မြန်မာပြည်ပေ9000အမြန်နေပြီးတော့ဖြတ်ပြီးတော့ဘင်္ဂလားပင်လယ်တဲကိုပတ်လေတိုက်ခတ်နေတဲ့အနေအထားကိုကျွန်တော်တို့ဒီနေ့မနေ့တိုင်းတာရရှိပါဒီအတွက်ကြောင့်မလို့မြန်မာပြည်မှာ ဘယ်လိုရေငွေ့တွေဝင်လာနိုင်လဲဆိုတာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီနေရာကမြန်မာပြည်ပါဘင်္ဂလားပင်လယ်လေဆိုင်ဝဲကထုတ်လုပ်မှုကြောင့်မလို့တိမ်နိုင်နေတိတ်သီးစွာထူထနေသလိုပဲအာရီမန်ပင်လယ်နဲ့အိန္ဒိယသမုတ်တရားကလာတဲ့ပေတထောင်အမြင့်တိမ်နေရလဲမမာပြည်ကိုဖြတ်ပြီးတော့တိမ်နိုင်နေနဲ့စတင်ဆက်တိုက်ဝင်ရောက်နေပါတယ် ီဘင်္ဂလားပလယ်ထဲမှာရှိတဲ့တိမ်တွေဟာမြမအပြီကို9ရက်အတွင်းဝင်ရောက်มาဖြစ်တယ်လို့ပဲဘင်္ဂလားပင်လယ်တောင်ပိုင်းကတိမ်တွေဟာဗမာပြည်ကိုရက်20အတွင်းမှာဝင်ရောက်มาဖြစ်တယ်လို့အိန္ဒိယသမုတ်တရားကထုတ်လုပ်တဲ့မုတ်တုံတွေဟာဗမာပြည်ကိုနောက်ထပ်ရက်30အတွင်းမှာဆက်လက်ပြီးတော့ဝင်ရောက်နိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာ ကျွန်တော်တို့နောက်ထပ်ရက်30အတွင်းနေရာကွက်ပြီးတော့မိုးတွေဆက်တိုက်ရွာနိုင်နေဆိုတော့တင်ငေတောက်ကိုကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်ကျွန်တော်တို့ဒီကနေ့မုတ်တုံလေစီချောင်းကမမာပြိုပတ်ပြီးတော့ဝင်သလိုမြောက်ဘက်ကဆင်းလာတဲ့လေအေးနဲ့ဗမာပြည်အတွင်းမှာထိတွေ့မှုဖြစ်ပြီးတော့လေကွေ့တဲ့နေရာတွေမှာရုတ်တရက်မြေဆိုင်လေ တိုက်ခတ်နိုင်တဲ့အာဏာရရှိပါတယ်အထူးသဖြင့်မန္တလေးကနေပြီးတော့မုံရွာကဏီကြား ARV မြစ်ကြောမှာတတိထားဖို့လိုပါတယ်ထို့တူမုံပြည်နယ်ပဲခူးတိုင်းမှာလည်းလေတိုက်ခတ်တာကိုယ်သွားတဲ့အခါမှာမြေဆိုင်လေတိုက်ခတ်တဲ့အာဏာရကိုတတိထားဖို့ကျွန်တော်တို့အတိပေးခြင်းပါလာမယ့်29ရက်နေ့ရောက်လို့ရှိရင်တော့ဒီလေတိုက်ခတ်မှုဟာဆက်လက်ပြီးတော့အားကောင်းနေစေဖြစ်ပြီးတော့ ရခိုင်ပြည်မြောက်ဖက်ချမ်းကို ကုန်းမော်တီဆက်လက်ပြီးတော့လေပြင်းများတိုက်ခတ်နိုင်တဲ့အနေအထားတွေရှိပါတယ်30ရက်ဆိုလို့ရှိရင်တော့လေတိုက်ခတ်မှုကျဆင်းသွားနိုင်တဲ့အနေအထားရှိပါတယ်စောစောကပြောတယ်လေတိုက်ခတ်မှုကြောင့်မလို့ဒီကနေ့မနေ့6နာရီချိန်မှာဆိုရင်ဘင်္ဂလားပင်လယ်ထဲမှာ73ပြားနေပြီးတော့ပေ20ရှိတဲ့ရေလိုင်းတွေဟာ ေယာဝရီကံယိုဒာနဲ့ရခိုင်ပြည်နယ်တောင်ဘက်ကံယိုဒာကိုစတင်ပြီးတော့ချင်းနဲဝင်ရောက်လာတာကိုကျွန်တော်တို့တိုင်းတာရရှိပါညနေ၄နာရီရောက်တဲ့အခါမှာတော့အဲ့ဒီပေအမြင့်20လှိုင်းလုံးနေရာအေဝရီတိုင်းနဲ့ရခိုင်ပြည်နယ်အလဲပိုင်းလောက်အထိဝင်တိုးပြီးတော့ကမ်းခြေမှာဆိုလို့ရှိရင်တော့16ပေလောက်ရှိတဲ့လှိုင်းလုံးတွေဝင်ဆောက်နိုင်တဲ့ အနေထားရှိလို့အထူးသတိထားဖို့လိုပါတယ်။လာမယ့်26ရက်နေ့ရောက်တဲ့အခါမှာတော့မြမကံယိုဒန်းနဲ့ရခိုင်ပြည်နယ်ကံယိုဒန်းကိုဝင်တိုးမဲ့ရေလှိုင်းနေရာဆိုလို့ရှိရင်16ပေမှပေ30နီးပါးအထိအရှိန်မြင့်တက်လာတဲ့အနေထားရှိရတော့ကြောင့်မလို့မြေနိုင်ကမ်းခြေမှာ နေထိုင်သူအားလုံးကြိုတင် ပြင်ဆင်ထားရန်အတွက်ကျွန်တော်တို့ဒီနေရာကသတိပေးပါတယ်ထို့အတူပဲ ေယာဝရီကံယူတံတနေ့နိုင်ကံယူရမှာလေရုတ်တရက်ရေလှိုင်းနေတယောက်နိုင်တဲ့အနေထားတွေရှိနေပါတယ်ဒီကနေ့28ရက်နေ့မှာမုတ်တုံလေးနဲ့အတူ ဖြစ်လာတဲ့လေဆိုင်ဝဲကြောက်မလို့မြမာပြည်အနောက်ဘက်ချမ်းမှာမိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေထားတွေကိုကျွန်တော်တို့အနီရောင်နေနဲ့ပြပြီးတော့ ကွက်ကြားမိုးတီးထန်နိုင်တဲ့နေရာတွေကိုအဝါရောင်နေနဲ့ပြပါတယ်။တိုင်းနဲ့ပြည်နယ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အချင်းပြည်နယ်သခိုင်းတိုင်းအထက်ပိုင်းမှာမိုးကွက်ကြားမိုးရွာသွန်းသလိုပဲရှမ်းပြည်နယ်တစ်ခုလုံးမှာ ကွက်ကြားမိုးဆက်လက်ရွာသွန်းနေမှာ ဖြစ်ပါတယ်။ကယားပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်း AOD တိုင်းတို့မှာမိုးရေရင်1.8လမလောက်အထိ ရနိုင်ပြီးတော့မကွေးတိုင်းနဲ့ဘကိုးရိုးမှဂျာမှာဆိုလို့ရှိရင်တော့မိုးရေချိန်လေးလက်မလောက်ထိရွာသွန်းနိုင်တယ်လို့ပဲရခိုင်ပြည်နယ်အထက်နဲ့ချင်းပြည်နယ်တို့မှာဆိုလို့ရှိရင်မိုးရေချိန်6လက်မလောက်ထိတချို့နေရာတွေမှာ6လက်မကျော်ကွက်ကြားမိုးကြီးများရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ဒီအားကြောင့်မလို့ဒီကနေ့28ရက်နေ့မှာ မိမိတို့မိတ်ဆွေများကိုကြိုတင် ပြင်ဆင်ဖို့အသိပေးလိုက်ကြပါဒီကနေ့28ရက်နေ့မှာမန္တလေးနဲ့နေပြည်တော်ကရင်ပြည်နယ်မွန်ပြည်နယ်အောက်ပိုင်းတနင်္လာရီတိုင်းအရှိတ်ဘက်ချမ်းမာတော့မိုးအနည်းငယ်ပါသွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်29ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့စောစောကလေဆိုင်ဝဲအားနေသွားပြီမဲ့လေလေဆိုင်ဝဲကတွန်းပို့လိုက်တဲ့ လေစီးကြောင်းနဲ့ကြောင်းနဲ့ဘင်္ဂလားပင်လယ်အော်ကစက်ဝင်လာတဲ့အနေအထားအရမြန်မာပြည်အထက်ပိုင်းနဲ့မြန်မာပြည်အောက်ပိုင်းဆိုပြီးတော့မိုးရွာသွန်းမှုအနည်းငယ်ကွဲပြားသွားတာတွေ့ရမှာဖြစ်ပါတယ်မြန်မာပြည်အထက်ပိုင်းမှာဆိုရင် ကချင်ပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်း၊ချင်းတောင်တန်းရခိုင်ပြည်နယ်တို့မှာမိုးရွာချိန်ငါးလမလောက်ထိရွာသွန်းပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ် နေမာပြီးအောက်ပိုင်းမှာဆိုရင်တော့ရခိုင်ပြည်နယ်တောင်ဘက်မကွေးတိုင်းတောင်ဘက် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာမိုးရေရင်တိတ္တမ6လမလောက်ကြီးရွာသွန်းနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းမကွေးတိုင်းအရှိဘက်ချမ်းရှမ်းပြည်နယ်တို့မှာအနည်းငယ်မိုးပါသွားနိုင်တဲ့နေသားရှိတယ်လို့ကျွန်တော်တို့ခံမှတွေးရှိရပါတယ် လာမဲ့30ရင်းနေမှာတော့မြမအပြီမှာတချို့နေရာတွေမှာဆက်လက်ပြီးတော့မိုးသီးထနေမှာဖြစ်ပြီးတော့အထူးသဖြင့်ကချင်ပြည်နယ်အထက်ပိုင်းသခိုင်းတိုင်းအထက်ပိုင်းချင်းတောင်တန်းရခိုင်ပြည်နယ်မကွေးတိုင်းနေပြည်တော်ပဲခူးတိုင်းမွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေထားရှိပြီးတော့ပြန်တဲ့တိုင်းနယ်ပြည်နယ်တွေမှာနေရာကွက်ကြား မိုးရွာသွန်းသလိုပဲမန္တလေးတိုက်နဲ့အရှိပဲရှမ်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။လာမဲ့31ရက်နေ့မှာလည်းရခိုင်ပြည်နယ်နဲ့မကွေးတိုင်းမှာဆက်လက်ပြီးတော့မိုးတိထနိုင်သလိုပဲသခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအောက်ပိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းမွန်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခမတွေ့ရှိရပါတယ်မြမပြည်အလယ်ပိုင်းမှာတော့မိုးနှင်းငယ်ပါပါနိုင်တယ်ဆိုပေမဲ့နေပြီးတော့ပတ်ဝန်းကျင်မှာတော့ဆက်လက်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲပဲခူးတိုင်းနောက်ချမ်းအေရီတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါလေကျွန်တော်တို့ရဲ့သတိပေးချက်တွေကိုကိုယ်သက်ထွေးနိုင် Telegram ကနေပြီးတော့လည်း MP3 file လုပ်လို့ download လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုအတိပေးစတိပေးမျှဝေလိုက်ကြပါကျွန်တော်တို့သူကြားစွာ ပြောင်းလဲမှုများရှိလို့ရှင်လဲကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်